အော်တိုဘားလာ၁၉ရက်နေ့ကစပြီးဝမ်ပေါင်ချင်းဤစီမံကိန်းမှာလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့မော်ရွာဘက်ကလာတဲ့စစ်ကောင်စီတပ်သားစုစုပေါင်းအင်အား900ဝန်းကျင်ကစလင်းကြီးမြို့နယ်တစ်ဝိုက်ကိုစစ်ကြောင်းထိုးနေရပါစစ်ကြောင်းက0တဲရွာနဲ့ညောင်မြင့်ကြီးရွာထတော်ရွာတွေမှာအထိုင်ချပြီးအနီးဝန်းကျင်ကျေးရွာတွေကိုလှည့်ပတ်သွားနေတယ်လို့သိရပါဗျ။စစ်ကြောင်းဆောက်ရောက်ကလေးကကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးနောက်မော်ရွာမြို့မအူကိန်းနဲ့ စစ်ကြောင်းထိုင်ကြတဲ့နေရာတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေသလိုမုံရွာနမခဘက်ကလည်းပါရာမော်တာနဲ့နေစဉ်ဆိုသလိုဘုံကျဲနေရလို့ဒေသခံတွေကပြောကြပါဗျ။ဝမ်ပေါင်းထဲမှာတကြောင်းကသူတို့အရေးပေါ်ဝမ်ပေါင်းထဲကနေအခြေပြုပြီးတော့ဟိုဘက်ကိုထွက်လိုက်ဒီဘက်ကိုထွက်လိုက်အဲ့ဒီကြောင်းကရှောက်ထွက်နေရတယ်။ရွာပေါင်း30လောက်ကမြင်ရင်စစ်တေးချောင်းစခန်း50လောက်ရှိတယ်။လက်နက်ကြီးကတော့မုံကမအူဂိတ်ဘက်ကထူတယ်။အဲသူတို့ဒီထိုင်ချတဲ့စစ်ကြောင်းဘက်ကထူ နမခနေတာပေါ်တာလာကျဲတာပဲမင်းညာတခါကျဲတယ်ပြင်နေတိုင်းတော့ကဲပါရနေရတယ်စစ်ကြောင်းကရွာကန်ပြည်သူတချို့ကိုဖမ်းဆီးထားပြီးပြည်သူ၄ယောက်လောက်ကိုတပ်ဖြတ်ခဲ့လူဒေသခံတွေကပြောကြပေမဲ့ဒီပြည်အနေနဲ့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူးစစ်ကြောင်းကြောင့်ကျေးရွာပေါင်း30ကပြည်သူ16000ကျော်စစ်ပေးတိမ်းရှောင်နေကြရတယ်လို့အကူအညီပေးနေသူတွေကပြောကြပါတယ်ဝမ်ပေါင်ကျင်းနေစီမံရေးအနေနဲ့တမျိုးနယ်လုံးကိုစစ်ကြောင်းကပတ်သွားနေတဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ပေးတိမ်းရှောင်ရမှာလဲ တခြားမျိုးနယ်တွေဘက်သွားလို့မရတဲ့အခြေအနေဖြစ်နေရလို့စေဘေးဆောင်တယောက်ကပြောပါတယ်ဒီလိုလာရင်လာရဆိုလို့ရှိရင်ဒီလိုက်ကိုနေတဲ့နေရာပြန်နေလိုက်ပါမယ်ဒီလိုဆိုရင်တော့ဘဝနဲ့ကိုပြန်နေလိုက်တယ်တူတော့လည်းမပြန်ရအောင်အရှင်းကိုကြည့်ဦးလားလူရဲ့ဘာလို့ကြည့်ပါမရှိဘူးလေတောင်းသွားပြန်ရင်လည်းသူကအဲဖောင်းတာပဲမှာဆိုတော့တောင်းနေတော့လို့မရဘူးတယောက်ကြရင်လည်းတယောက်ကသူကမောင်းငါထွက်တဲ့ခင်ရှိတဲ့ကြတော့မြောက်လည်းထွက်မရအောင်ကြားရတယ်ပြီးတော့လည်းမပြောရမှန်းဒီမှာသူကတန်းပြန်သွားနေကြတယ် ဝဒနေရတဲ့အလိုလိုမဟုတ်ဘူးအပေါ်ကနေသူကလေဒီနဲ့ကျဲရတော်လီတော်တော်များများအလိုမျိုးရှောင်းနေရတာစီမေးရှောင်းတဲ့အတွက်လည်းစားနေရိတ်ခါလိုအပ်ချက်တွေရှိနေပြီးမြို့နယ်လူသားစာနာဖွဲ့ကထောက်ပံ့မှုတွေလုပ်ပေးနေပေမဲ့လိုအပ်ချက်တွေလည်းရှိနေရဲ့လို့စီမေးရှောင်းတွေကပြောကြပါဗျာတရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့1ပေါင်လက်ဘရောင်းကျင်းနီစီမံကိန်းကို2022ခုနှစ်မှာမြေယာငင်းပွားမှုတွေနဲ့တဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကြောင့်ဒေသခံတွေနဲ့တက်ကြွလှုပ်ရှားသူတွေကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပေမဲ့ ဆရာနာသိမ်းပြီး2023ခုနှစ်မှာဝမ်ပေါင်းစီမံကိန်းကိုစစ်ကောင်စီတပ်သားတွေလုံခြုံရေးချတာပြန်လည်အသက်သွင်းနေပြီးအဲ့ဒီကစစ်ကောင်စီတပ်သားတွေကစီမံကိန်းနဲ့အနီးတဝိုက်ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဂျမတီရီပါ